အားလုံးပဲမင်္ဂလာပါကျွန်တော်ကအခုနောက်ထပ်ဘောကောတကဘေးနားမှာရှိတယ်အုပ်နှလမစီတက်သွားတာလေးပြပေးမယ်မြို့ရိုးရဲ့ပုံစံလေးကိုတစ်ချက်တော့ကြည့်ပေးပါခင်ဗျာဟမ်ဒီမှာဒါတော့ရှိရှိသူကထိန်းထားတဲ့အတွက်ဝင်လို့မရတော့ပါဘူးမကြည့်ပါဒါဒီကကလေး3သုံးကလေးကျော်နဲ့ဘလောက်ဆိုလားမသိဘူးကျွန်တော်သိချာဟုတ်ကသုံးကလေးကျော်ဟိုမှာ ပုံစံအားဖြင့်တော့ဟိုနှစ်လက်မစီနှစ်လက်မစီနောက်ဆုတ်ပြီးတော့တက်သွားတယ်ဟိုဒါမျိုးယူอ่ะအဲ့လိုနှစ်လက်မစီနှစ်လက်မစီဒီကနေပြီးဟိုအပေါ်နှစ်လက်မစီတက်သွားတာလည်းဖြစ်မှာပေါ့အကောင်လုံးကနှစ်လက်မစီဒီမှာတော့ပြအောင်ထပ်တူးရမယ့်နေရာကြီးပေါ့ဟုတ်ဒါတော့မြို့ဒီနန်းဒီပါမြို့ဒီနန်းဒီတောင်ကူရှေးဘရင်ရဲ့နေရာပါ တရှိမှာရှေးသူကတော့ပြန်ပြီးရပြည့်စစ်နေပြီသူတို့လုပ်ငန်းခွင့်ရှိတဲ့အတွက်ကျွန်တော်ပြီးမှပဲထပ်ရိုက်ပြပေးပါမယ်ဘာနုံကျုံမှာဒါတော့မဖော်ရသေးဘူးပေါ့နော်ဟိုဘက်တရှိအောင်နုံကျုံဖော်ထားပြီဒါနုံကျုံမဖော်ရသေးပါဘူးရှေးမှာကခြေကျုံမှာဟိုမှာရန်အောင်မြင်တကားပါဟိုမှာရန်အောင်မြင်တကားပေါ့ဟိုဘက်ကမော်ကုံတကားပေါ့ပါဒါရှေ့ရအောင်မြင်တကားပေါ့ဟို ဒီနာကကြတော့မော်ကွန်ကားပေါက်ပါခင်ဗျအခုပြန်လဲဖော်နေရမော်ကွန်ကားပေါက်ကိုပြန်လဲတူးဖော်နေပါတယ်ပြန်အောင်မင်းတရားကြီးကပြစတဲ့အုံဆုံးတပင်ရွှေဒီထုတ်ကြခံရတဲ့အချိန်မှာအဝေးရောက်နေတဲ့အတွက်ညီတော်ကနန်းဆောင်ညီတော်ဘယင်ကနန်းဆောင်ညီတော်ပေါ့ညီတော်နန်းဆောင်နာက ပကိုးကိုတေချာအခိုက်မှာမထားဘဲနဲ့ပကိုးကိုထားခဲ့ပြီးတော့တောင်ကိုပြန်လာတယ်။ညီတော်ကိုအကိုကပြန်ပြီးတော့ခြေကုပ်ယူတယ်ပေါ့။အဲအားကြောင့်မလို့တကယ်နောက်နောက်တစ်ချိန်မှာသာသာဝတီနေပြီးတော့စတင်တည်တဲ့အချိန်မှာအောင်ငူနဲ့ပုံနဲ့နဲ့သူ့ရောက်ကမှဖြစ်တဲ့ရောက်ကမတော့ဖြစ်တဲ့ဒီကြီးညိုတည်ခဲ့တဲ့လက်ရှိတောင်ကိုမျိုးယူအတိုင်းကိုတပုံနဲ့တိထောက်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။